အားလုံးပဲမင်္ဂလာပါဆရာကတော့ဒေါက်တာကျော်စေတီညာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒူးတူးယောဂသမားတွေဒူးတူးကိုတေချာမထိန်ဖြစ်ဘူးဆိုရင်ဘလို့ပြဿနာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့နောက်ဆက်သွဲဖြစ်လာတဲ့ပြဿနာတွေပတ်သက်ပြီးတော့ဆရာဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒူးတူးယောဂသမားတွေဆိုတာကသွေးပေါင်ကိုပုံမှန်ထိန်ထားဖို့လိုပါနော်အဲ့တော့ဟိုဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းပေါ့အစားတောက်ရှောင်ရမယ်နော်ဆေးတွေဆိုလည်းပုံမှန်တောက်အောင်နော်အဲ့တော့ဆေးတွေကိုလည်းပုံမှန်တောက်ဖို့လိုတယ်နော်အဲ့တော့ဟိုဆေးတောက်တိုင်းလေသွေးပေါင်တကယ်ထိန်းနိုင်လားမထိန်းနိုင်လားကိုလည်း တိုင်းကြီးဖို့လိုတယ်ပေါ့နော်အဲ့တော့တချို့ရေဆိုရင်ရှိသေးတယ်เนาะအဲ့တော့ဟိုသွေးပေါက်ကြဆေးတောက်တယ်သွေးပေါက်ကပြန်ကောင်းနေပြီဆိုပြီးတော့ကိုတော်ဝင်နဲ့ကိုဆေးဖြတ်လိုက်တာလူတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြတ်လိုက်တဲ့အချိန်မှာသွေးပေါက်ကဒီဆေးကြောင့်သွေးပေါက်ကထိန်းထားနိုင်တဲ့အနေအထားမျိုးမှာသွေးပေါက်ပြန်တက်လာပြီးတော့ဒါခန္ဓာကိုယ်သွဲပြဿနာကြီးဖြစ်တာမျိုးရှိတယ်အဲ့ကြောင့်ဆေးကိုလည်းကိုတော်ဘုံနဲ့ကိုမဖြတ်အောင်ပေါ့နော်အဲ့တော့ဆရာဝန်ရညွှန်ကြားရဲ့အတူအချက်လောက်ထားတော့ရှိရရှိပါပေါ့နော်အဲ့တော့ပုံမှန်လဲသွေးပေါက်ချိန်ကိုတော့ဟုတ်ပါနော်အဲ့တော့သွေးသွေး ဆေးတောက်ရုံမကောက်ဘူးသွေးပေါင်ဒီထိန်းနိုင်နေဖို့လေလို့ပဲเนาะအဲ့တော့သွေးပေါင်ထိန်းနိုင်နေဆိုတာဆရာတော်ကဘယ်လိုပြောလဲဆိုတော့ဆေးရုံဆေးကန်းမှာသွေးပေါင်ချိန်တဲ့အခါပေါ့เนาะသွေးပေါင်ဒီအသက်80အောက်လူတွေမှာ140 90အောက်ဖြစ်ရမယ်အသက်80အထက်လူတွေမှာ150 90အောက်ဖြစ်ရမ ဘောနော်အဲ့လိုမျိုးဆိုရင်တော့ဒါသူပေါ့ထိနိုင်တယ်လို့ဆရာတို့ယူဆတယ်ဘောနော်အဲ့တော့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဆရာတို့ဈေးတွေပြန်ညှိရမျိုးရှိတယ်နော်ဈေးပုံမှန်မတောက်ဖြစ်ဘူးဆိုလည်းပုံမှန်ပြန်တောက်ခံရမျိုးလေးရှိတယ်ဘောနော်အဲ့တော့အဲ့လိုမျိုးသွေးပေါက်ကိုမထိန်းထားနိုင်ဘူးပေါ့ဒါမှမဟုတ်ရင်ဈေးသိချာမတောက်လို့မထိန်းထားနိုင်တဲ့အဖြစ်အဖြစ်ပဲဈေးတောက်ရတဲ့အနေနဲ့ဈေးတောက်တာမလုံလောက်လို့ပေါ့နော်အဲ့တော့သွေးပေါက်အများအနေနဲ့ပြန်ဖြစ်မယ်အဲ့လိုမျိုးဆိုရင်ဘာပြပြဿနာလေးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးစပြီးတော့ဆရာတို့ သူတို့ကြောင့်ထိသက်တာကနှလုံးပေါ့နော်အဲ့တော့နှလုံးကြီးကြီးလာတယ်နော်မသိနှလုံးကြီးကြီးလာတဲ့အခါကျရင်နှလုံးကတော့ဒီသွေးသွိုးရှိတယ်ဆိုတာကလည်းနှလုံးကနေထွက်တဲ့သွေးလွတ်ကြောတွေမှာဖိအားများတာအဲ့တော့အဲ့ဒီဖိအားကိုကြော်နှလုံးကမနှဲညှဲရတာပေါ့နော်မနှဲညှဲရင်လည်းဖြည်းဖြည်းနဲ့နှလုံးကြော်သွားကြီးရာထူလာပြီးတော့နှလုံးကြီးကြီးလာနော်နှလုံးကြီးတော့ကောင်းလာလားဆိုတော့မကောင်းဖြည်းဖြည်းနဲ့အဲ့ဒီနှလုံးကနောက်ဆုံးမနိုင်ဝင်ထမ်းရပြီးတော့ဟိုမညှက်နိုင်တော့ရဲ့အဆင်ပေါ့နော်နှလုံးအားနေတဲ့အသည့်ဖြစ်သွား เนาะနှလုံးအားနှဲလာပြီဆိုရင်သူကမောလာမယ်เนาะပလက်အိမ်ပူမောတယ်ပေါ့တခါကျရင်ပလက်အိမ်နေနေမောလို့ဆိုပြီးထထိုင်လိုက်ရမျိုးတွေရှိတယ်နောက်တစ်ခါကျတော့ချောင်းဆိုးရင်သွေးပါလာမျိုးเนาะချောင်းနေရင်ဆိုးလာမျိုးခြေောက်တွေရောင်လာမျိုးပေါ့เนาะဗိုက်တွေအောက်ဥစားနေမစားနိုင်တယ်မျိုးစသဖြင့်ဒါမျိုးလက္ခဏာတွေကနှလုံးအားနှဲတဲ့လက္ခဏာပေါ့เนาะအဲ့တော့နှလုံးမှာနံပါတ်1နှလုံးအားနှဲတဲ့เนาะအဲ့လိုပဲပေါ့เนาะနှလုံးအပြင်ကိုနှလုံးရဲ့သွေးကြောတွေဒါပေမဲ့တခြားခန္ဓာကိုယ်ရဲ့သွေးကြောတွေမှာသွေးကြောကျင်းတာတွေနဲ့လေသွေးသွေးယောဂါကဆက်ဆက်ပေါ့เนาะအဲ့တော့ဒီပုံလေးဆိုရင် အပေါ်ပုံကပုံမှန်တွေးကြောပေါ့အောက်ပုံဆိုရင်အဝါလေးနေကြနေရတာဒါတွေးကြောနေရမှာအစီပိတ်သွားပြီးတော့တွေးကြောလေးတွေကျင်းသွားတာပေါ့နော်အဲ့တော့အဲ့လိုတွေးကြောကျင်းလာပြီးဒီဘာနဲ့ဆက်ဆက်လဲဆိုတော့တွေးတူးရှိအားနဲ့ဆက်ဆက်တယ်နောက်တခြားယောဂတွေဖြစ်တဲ့စီဂျုံတွေးတွင်းအစီများတာနော်နောက်နောက်တစ်ခါကျတော့အဝလွန်တာကိုယ်လက်လှောက်ရှားမှုနေတာစိတ်လေးတောက်တာအရဲ့အလွန်ကျွန်ကျောက်တောက်တာပေါ့နော်စသဖြင့်ဒါမျိုးတွေနေလဲဆက်ဆက်မှုရှိတယ်ပေါ့နော်အဲ့တော့တွေးတူးဒီလဲတွေးကြောတွေကိုကျင်းနေတဲ့ အကြောင်းတစ်ခုတည်းမှာပါနော်အဲ့တော့သွေးကြောတွေကတော့အများကြီးရှိတဲ့ခန္ဓာကိုယ်မှာအဲ့တော့နှလုံးကိုယ်တိုင်ကိုသွားတဲ့သွေးကြောကိုကျင်းသွားရင်လူနာအနေနဲ့ကနှလုံးသွေးကြောကျင်းတဲ့လက္ခဏာတွေဖြစ်လာအဲ့တော့သွားလှုပ်ရှားရင်းနဲ့ရင်ဘက်တွေအောင့်လာတာမျိုးနော်ရန်ဆိုးလာရင်ထိုင်နေရင်းနဲ့တော့ရင်ဘက်တွေအောင့်လာတယ်နော်ဘဲဘဲလက်ကြီးဒီတစ်ခုလုံးမှာကြိုက်လာတယ်ပခုံးတွေပါကြိုက်တယ်ပေါ့နော်ရင်ဘက်အောင့်လာနေအတူတူပေါ့နော်ရင်ဘက် အောင်နာနေစိုးလာရင်နှလုံးပြီးတော့ပိတ်သွားတဲ့အထိဖြစ်သွားရင်အမှားအတူတူပို့ပြီးတော့ပြဿနာရှိရပါတော့အဲ့တော့အတန်အနေတွေဖြစ်လာနိုင်ပါတယ်နော်အာနှလုံးသွေးကြောပိတ်သွားပြီးတော့ရုပ်ကြည်အတိနှလုံးရက်ပြီးသေးသွားတဲ့တွေ့လေရှိတတ်တယ်နော်ပြန်နှလုံးသွေးကြောပိတ်ထားရခြင်းမအောင်နာကြတော့ပုံမှန်ထက်ပိုပြီးအချိန်ကြာရယ်နော်သွေးကြောပါပိတ်သွားပြီးဆိုရင်ပေါ့နော်နောက်ချွေးစည်းတွေပြန်မယ်ပြို့တွေအန်နေဖြစ်တယ်ဒါမျိုးလက္ခဏာတွေလည်းပါရှိလာတယ်နော်အဲ့တော့နှလုံးသွေးကြောကျင်းတယ်နှလုံးသွေးကြောပိတ်တယ်နော်ဒါအတန်အနေရရှိတယ်အဲ့တော့နှလုံးသွေးကြောလိုပဲပေါ့နော်တခြားအုံနောက်ကိုသွားရတဲ့သွေးကြောတွေ ပိတ်ထားမျိုးကြီးဖြစ်သက်တယ်နောက်တစ်ခါကျတော့ခြေရောက်ကိုသွားတဲ့သူကြောနေတယ်ပိတ်ထားမျိုးကြီးဖြစ်သက်တယ်เนาะအဲ့လိုပါပဲတခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေပေါ့เนาะကြောက်ကလူမျိုးကြီးเนาะဒါမျိုးတွေသွားတဲ့သူကြောကြီးလေဂျင်းတာမျိုးကြီးလေဖြစ်သက်တယ်เนาะအဲ့တော့ဒီပုံလေးဆိုရင်ဆရာတို့ပါလဲဆိုတော့ခြေရောက်ကိုသွားတဲ့သူကြောလေးပိတ်သွားပြီးတော့ခြေရောက်ပုတ်သွားတဲ့ပုံလေးကိုပြထားတာဖြစ်ပါเนาะအဲ့တော့သူတို့နေလေဆက်ဆက်တယ်เนาะအဲ့လိုပဲပေါ့နော်သွေးကြောမှမှနှလုံးကနေထွက်တဲ့ဒီသွေးလွတ်ကြောမှဆိုတာရှင်နော်အဲသွေးလွတ်ကြောမှကြီးကကျယ်လာတတ်တယ်သွေးသွေးကြလာနော်အဲကျယ်လာပြီးတော့ အဲ့မှာလည်းပြဿနာလေးပေးတဲ့။အဲ့တော့နှလုံးသွေးလို့ကျွန်မကြီးကျဲလာရင်တဆင်ပေါ့။အနီးနားမှာရှိတဲ့အဲ့ဒီရင်ဘတ်ထဲမှာရှိတဲ့အစိပ်ပိုင်းဆိုရင်လည်းရင်ဘတ်ထဲမှာရှိတဲ့တခြားစိတ်ပိုင်းတွေကိုသွားဖိတယ်နော်။ဘိုက်ထဲကသူ့ကျောင်းမကြီးကျဲရင်ဘိုက်ထဲကအစိပ်ပိုင်းတွေကိုသွားဖိရယ်ပေါ့။ဒါမျိုးလက္ခဏာကြီးဖြစ်တတ်သေးနော်။အော်နော်လူကဥမာနှစ်အသက်ရှူလာကြောင်းသွားဖိရင်အသက်ရှူကျက်လာမျိုးဖြစ်တတ်တယ်ကွာ။အဲ့လိုမျိုးလက္ခဏာလေးတွေဆရာတို့ရှိတတ်တယ်ပေါ့နော်။အဲ့လိုပဲဒီကျဲနေတဲ့နေရာကနေတွေးခဲလေး ကနေစုပြီးတော့တခြားနေရာတွေမှာသွားပြီးတော့ပြုတ်ထွက်သွားရင်လေအဲ့ပြုတ်ဆက်သွားတဲ့နေရာတွေမှာသူကျော်သွားပိတ်တာလေဖြစ်တဲ့တယ်နော်အခေရန်ဆိုးလာရင်ဒီကျဲတဲ့နေသွေးလွှတ်ကြောမကြီးကပေါက်ထွက်သွားတာမျိုးဆိုရင်အသက်အန္တရာယ်ကိုချက်ချင်းရှိနိုင်တယ်ဘုလားဒါကလည်းအရေးကြီးတယ်အဲ့တော့သွေးသွေးတခြားမထိရင်ဒါမျိုးပြဿနာလည်းဖြစ်တယ်နော်အဲ့တော့ဒါကနှလုံးနဲ့သွေးကြောတွေမှာထိတတ်တာပေါ့နော်အဲ့လိုပဲပေါ့အုံနောက်ပိုင်းဆိုင်ရနော်အုံနောက်ကိုသွားရတဲ့သွေးကြောတွေလည်းဆရာကလည်းပြောသလိုပေါ့နော်ကျင်းသွားတဲ့တဲ့နော်အဲပိတ်သွားတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့လိုပဲအုံနောက်ကိုသွားရတဲ့သွေးကြောတွေမှာသွေး တို့ကြောင့်ဦးနော်တို့ကျော်ပောက်ထံမျိုးလည်းဖြစ်တယ်တဲ့အဲ့တော့ဗမာလိုကတော့ဆရာတို့ကလေးဖြတ်တယ်လို့ပြောကြတာပေါ့နော်လေးဖြတ်တဲ့ရှင်ရဲ့အောက်ထဲမှာတို့ကျော်ပိတ်လို့ဖြစ်တာဖြစ်တယ်တို့တို့ကျော်ပောက်လို့ဖြစ်တယ်ဖြစ်တယ်ပေါ့နော်နောက်ခုလုံးကလည်းအန်ဒီရှိပါအဲ့တော့လေးဖြတ်သွားပြီဆိုရင်အားလုံးလည်းသိရပေါ့နော်ကိုသချမ်းတည်ပြီးတော့သူကဒါမရှောင်းနိုင်တော့ဘူးအဲ့ရပေါ်မှာပဲလဲသွားတယ်နော်ဟောဒါမှမဟုတ်ခုလိုမျိုးဝီချဲထဲမှာပဲ နေရတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးထိတော့အခက်မသိရင်ဖြစ်သွားတတ်ပါရဲ့နော်အဲတချို့ကြတော့လည်းလေ့ကျင့်ရလို့မသိမဆိုရင်တော့လည်းပြန်ကောင်းတတ်တာပေါ့နော်ပြန်ကောင်းသွားရင်တော့ရကံကောင်းနေပေါ့နော်ဒါပေမဲ့ပြန်ပြန်ဖြစ်တတ်တယ်နော်အဲ့ဒီ disability ထားရဲနော်သူကြောပေါက်တာကဥတော့သူကြောပေါက်တာနဲ့ပိုဆိုးတာပေါ့အတဲ့အနေရဲ့ပိုရှိတယ်ဒါပေမဲ့သူကြောပိတ်တာလည်းအခက်မသိရင်နောက်ဆက်ပဲပြဿနာရဲ့ကြောင့်အတဲ့အနေရဲ့ရှိပါဟဲ့နော်အဲ့တော့လေဖြတ်တာကလည်းသူကြောပောက်တာရောသူကြောပိတ်တာရောနှစ်ခုလုံးဒီသူသူနဲ့ဆိုင်အဲ့လိုပဲအုံနောက်ပိုင်းဆိုင်ရမှာသွေးပေါက်အရန်တက်သွားတဲ့အခါမှာအုံနောက်ရဲ့လုံဆောင်မှုတွေ မကောင်းပဲねအဲ့လိုလူကတတိလစ်သွားရေးပါရည်လေတခါကြရင်ရှိတဲ့တယ်ဘာလို့ဒါတော့အုံနောက်ပိုင်းဆိုင်ရမှာသူသူကြောင့်ထိနိုင်တယ်အဲ့တော့နှလုံးသွေးကြောကြီးနှလုံးသွေးကြောကြီးပါမယ်နှလုံးပါမယ်နှလုံးနဲ့တခြားသွေးကြောကြီးပေါ့နော်အဲ့ဒီမှာတစ်ခုနောက်တစ်ခုကအုံနောက်ပိုင်းဆိုင်ရာသွေးကြောရင်းတစ်ဆင့်အုံနောက်ကိုထိခိုက်တာမျိုးနော်သွေးပေါင်ရင်တက်လို့အုံနောက်ထိခိုက်တာမျိုးပေါ့နော်အဲ့တော့နှလုံးနဲ့သွေးကြောတွေရဲ့အုံနောက်ပိုင်းရေပေါ့နော်နောက်ထပ်အစိပ်ပိုင်းတစ်ခုပေါ့နော်သွေးသူကြောအဓိကထိတဲ့နောက်ထပ်အစိပ်ပိုင်းတစ်ခုကကြောက်ကပေါ့နော်အဲ့တော့ကြောက်ကလေးလည်း အားနေရောတဲ့နော်အဲ့တော့သူတို့ကြောင့်ကြောက်ကက်ကိုသွားတဲ့သူကျော်လေးဒီမှာသွားပြီးတော့ထိခိုက်ဒဏ်ရာရတယ်ဒါမှမဟုတ်ကြောက်ကက်ကိုသွားတဲ့သူကျော်အကြီးမှာပါကျင်းသွားတာမျိုးလည်းဖြစ်တဲ့နော်အဲ့အမျိုးကြီးသစ်ကြောက်ကက်ရဲ့လုံဆောင်မှုမကောင်းတော့ဘူးဒါမျိုးကြီးလည်းဖြစ်တဲ့နော်အဲ့တော့ကြောက်ကက်အားနေသွားရင်ရောဘာဖြစ်လဲဆိုတော့လူကသူလည်းလိုပဲပေါ့ဟိုနေထိုင်နေနှုံးနေတယ်လှုပ်ရှားတာများရင်မောလာတယ်နော်နောက်တစ်ခါမျက်နှာကြီးအန်းနေခြေထောက်တွေယောင်လာတယ်နော်နောက်တစ်ခါကျတော့အစောပိုင်းမှာဆိုရင်သူကစီးညပိုင်းမှာခဏခဏ တ်ထားသွားလို့ရတဲ့ခါကျရင်ကြောက်ကက်နာတာရှိကြောက်ကက်ယောဂာနဲ့ဆက်ဆက်တက်တယ်ဗောနော်နောက်ပိုင်းအရန်ဆိုးလာရင်တော့စီးတွေနေသွားတာမျိုးလည်းဖြစ်တတ်တယ်နောက်ဆုံးကြောက်ကက်ဆေးရတဲ့အထိပါเนาะအဲ့တော့ဟိုကြောက်ကက်တက်စစ်ကြည့်ရင်လည်းကြောက်ကက်တတိများနေမယ်တခြားခန္ဓာကိုယ်တဲ့ညာရင်အန်ဒီရရှိတဲ့ပုသက်စီရင်တက်လို့မျိုးတွေလည်းညာနေမယ်ဗောနော်ဒါမျိုးလက္ခဏာတွေလည်းဖြစ်နေတတ်တယ်เนาะအဲ့တော့ကြောက်ကက်အားနေတာနဲ့လည်းသူတို့ယောဂာနဲ့ဆက်ဆက်ဗောနော်အဲ့တော့ကြောက်ကက်တကယ်အရန်အားနေဝါရင်နာတာရှိကြောက်ကက်ယောဂာဖြစ်သွားပြီဆိုရင် ူတာရတယ်ခက်ခဲတယ်ကြောက်ကဲဆေးရတာကြီးကြောက်ကဲလဲရတာကြီးဒီတော့တကယ်မဟုတ်လားကြောက်လဲသွေးသွို့ကိုတေချာထိန်ဖို့လို့ပါနော်နောက်ထပ်တစ်ခုကတော့မျက်စီပေါ့နော်အဲ့တော့မျက်လုံးပေါ့မျက်လုံးမှာဒါကတော့ဆရာတို့ကမျက်လုံးရဲ့အသွင်းကိုဓာတ်ပုံရိုက်ထားတာပေါ့နော်အဲ့တော့ဆရာတို့ fundus ကိုသူရိုက်ထားတယ်လို့ဆရာတို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့နော်အဲ့မှာဆရာတို့ပြောလို့ဆိုတော့ဒီမျက်လုံးဟုတ်အထဲမှာရှိတဲ့သွေးကြောလေးတွေလည်းပြဿနာတော့ဖြစ်တယ်။တော့ဖြစ်ပြီးတော့နောက်ဆုံးဒီမှာပုံမှာအဆင့်ဆင့်ကိုပြထားတာပေါ့နော်။သူကအဆင့်တင်းနှစ်သုံးလေးဆိုပြီးရှိမှာဆိုတော့နောက်ဆုံးအဆင့်မြင့်လာတဲ့အောက်ကပုံ ဘာသွေးကြောတွေပေါက်ပြီးတော့သွေးထွက်တဲ့နေရာလေးတော့ရှိတယ်ဗောနော်အဲ့လိုမျိုးဆိုတော့ဒါမျက်လုံးရဲ့အသွင်းပေါ့ဒီခုပြထားတဲ့နေရာကတကယ်တမ်းပြောရင်ဆရာတို့ဒီမျက်စိရဲ့မြင်အမြင်အာရုံကဒီနေရာမှာပုံရိပ်သွားထင်လို့ဆရာတို့အုံနောက်ကဆက်တည်တာဗောနော်အဲ့တော့အဲ့လိုနေရာမှာသွားထိရဖြစ်တဲ့အတွက်အမြင်အာရုံတွေဝေဝါးတာတွေဖြစ်တဲ့တည်နောက်နောက်ကကြတော့အရန်ဆိုးလာရင်မျက်စိကွယ်သွားတဲ့အထိပါဖြစ်တယ်နော်အကြောင်းသွေးသွေးကြောင့်မျက်လုံးမှာအခက်မသိရင်ကွယ်သွားတယ်နော်အဲအကြောင်းလေးဆရာကသွေးသွေးကိုသေချာထိန်ဖို့ နောက်တခြားပြဿနာတွေမှာဘာပဲလဲဆိုတော့ဒါတော့လေဟိုအသက်ကြီးရဲ့လူတွေမှာပိုဖြစ်တာပေါ့နော်ဆရာတို့မှတ်ဉာဏ်မိတာပေါ့နော်မှတ်ဉာဏ်ယော့ခြင်းပေါ့နော်အဲ့တော့ဒီမန်ရှာလို့ဆရာတို့ခေါ်ပါနော်အဲ့အမျိုးကလေသူသူရှိရဲ့လူတွေမှာပိုဖြစ်တယ်ဆိုပြီးတော့ဆရာတို့ပြောကြတာမျိုးလေရှိရပါတော့အဲ့တော့သွေးပေါင်ကိုတခြားထိန်းထားဖို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်တော့လိုလာရည်ကြည့်မယ်ပေါ့နော်အဲ့တော့သွေးပေါင်တခြားထိန်းဖို့ဆိုရင်ဆရာဝန်နဲ့တခြားတိုင်းမြင်ရမယ်ဘာလို့ဆိုတော့ ဟိုတို့တို့ရစေဘယ်လိုတောက်အောင်လဲဆိုဆရာဝန်ညွှန်ကြားရတဲ့အတိုင်းတောက်အောင်ပေါ့နော်အဲ့တော့တေချာလေးတောက်ဖို့လိုတယ်ပုံမှန်တောက်ဖို့တချို့ရကြတော့စေးတောက်ရင်ကအသေးပေါက်ရမ်းကြွားမလားစိုးရင်ပြီးတော့စေးလေးကိုကိုယ့်တဘောနဲ့ကိုဖြတ်လိုက်တာမျိုးလည်းရှိတတ်တယ်အဲ့လိုတော့မဟုတ်ဘူးပေါ့နော်ဆရာတို့ပြောသလိုပဲစေးကိုပုံမှန်တေချာတောက်သေးပေါက်ထိနေတာမထိနေလားဟိုသေးပေါက်အပုံနဲ့ချိန်ပေါ့နော်အဲ့တော့စေးကတော့ကိုယ့်တဘောနဲ့ကိုတော့ဖြတ်ပလိုက်လို့တော့မရပါဘူးနော်ဆရာဝန်ရမ်းညွှန်ကြားခြင်းနဲ့အညီပဲတေချာလေးတောက်ဖို့တော့လိုပါနော်အဲ့တော့ဒါကတော့ဆရာတို့ခုနက ထိွားနိုင်တဲ့ဟာတွေကိုဒါခြုံပြီးပြန်ပြောထားတာပေါ့နော်အုံနောက်ပိုင်းဆိုင်ရမှာဆိုတော့ stroke ဆိုတာလေးဖြတ်တာနောက်တစ်ခါကမျက်လုံးမှာ vision loss ပေါ့နော်မျက်လုံးကွေတာနော်နောက်ကကြတော့ဒီသွေးကြောတွေ damage ရတယ်ပေါ့နော်သွေးကြောတွေမှာထိခိုက်တယ်လို့ပဲသွေးကြောကျင်းတယ်နောက်တစ်ခါ heart attack ပေါ့နော်ဒါနှလုံးမှာနှလုံးသွေးကြောပိတ်ထားတယ်နှလုံးအားနေတာတွေပေါ့နော် heart attack ဆိုတော့နှလုံးသွေးကြောပိတ်သွားတာပေါ့ပြောတာနော် kidney failure တဲ့နော်ကြောက်ကဲ အားနေတာလေနောက်တစ်ခုကတော့ဟိုရှေ့မှာဆရာပြောရတယ်မှာတော့မပါဘူးဒါပေမဲ့တချို့ဆက်ဆက်တယ်လို့ပြောတာကဒီသွေးပေါင်တိချာမထင်းရင်အယိုးပါခြင်းနဲ့လည်းဆက်ဆက်တယ်ဆိုပြီးတော့ဆရာတို့ပြောချင်တာလို့ရှိတယ်ဘောနော်အဲ့တော့ဒါကတော့ဆရာတို့သွေးသွေးကိုတိချာမထင်းခြင်းရဲ့နောက်ဆက်သွေးပြဿနာကြီးဘောနော်အဲ့တော့ထိနိုင်တယ်ခန္ဓာကိုယ်အစိတ်ပိုင်းလေးတွေကိုလည်းပြန်ပြီးတော့ပြတ်တာဘောနော်အဲ့တော့အဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လည်းသွေးပေါင်တိချာထင်းဖို့ဘောနော်တို့ကကိုယ်တော်ဘောနဲ့ကို သွေးပေါင်းကြဆေးကိုမဖြတ်လိုက်ဖို့เนาะဆရာဝန်ညွှန်ကြားတဲ့အတိုင်းတေချာတောက်ဖို့ပေါ့เนาะနောက်ဆုံးတစ်ခုအရေးအရေးကြီးပြောချင်တာကဘာလက္ခဏာမှမပြပေးမြဲလေသွေးပေါင်းတက်နေရဖြစ်နိုင်တယ်ပေါ့เนาะအားလေးတစ်ချက်လဲဆရာအရင်တတိပေးချင်ပါเนาะအဲ့တော့ဆရာအရင်လဲဗီဒီယိုတစ်ခုလုပ်ဖို့ပါเนาะခေါင်းမူခေါင်းကိုင်းမှာတူတူတာတော့မဟုတ်ဘူးပေါ့เนาะဘာလက္ခဏာမပြပေးနဲ့လေသွေးပေါင်းအတက်နေနေတာဖြစ်တဲ့အတွက်သွေးပေါင်းသွေးသွေးရှိရလူတွေပေါ့သူပြန်သွေးသွေးရှိသွားပြီဆိုတဲ့လူတွေမှာသွေးပေါင်းပုံမှန်ချိန်မှုလို့မယ်ဈေးရီပုံမှန်တောက်ဖို့လို့တချို့ဆိုရှိရလေခေါင်းမူးမှသွေးဈေးတောက်လိုက်တယ်ပေါ့ဒါမျိုးမဟုတ်ဘူးပေါ့ဒါမျိုးကလုံးလို့ မရဘူးဆိုတာလေဆရာတတိပေးချင်တာပါเนาะအဲ့တော့ဆရာဗီဒီယိုလေးကိုကြည့်ရှုပေးကြရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်เนาะအဲ့တော့သူတို့ယောဂရှိတဲ့လူတွေလည်းခုလိုမျိုးသတိထားမိနိုင်ဖို့အတွက်တတိပေးမိကြပါဗောနော်ဖြစ်နိုင်ရင်ဆရာဗီဒီယိုလေးကိုလည်း share လုပ်ပေးကြပါလို့လည်းပြောချင်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်